စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2020 November လတရက်နေ့ရနေ့ခொနည်းနေ့အတော်တွင်မှစုပေါင်းလုပ်ငန်းအကျိုးပေးမယ်ငွေကြေးကံဘဝတိုးတက်မှုနဲ့အောင်မြင်မှုတွေရဲ့ကောင်းသောအကျိုးဆက်ကိုရရှိလိမ့်မယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလုပ်ငန်းချင်းကို ရရှိနိုင်သော ရာဇကံလွှမ်းမိုးနေတဲ့ကာလတစ်ခုဖြစ်တယ်ကိုယ်ပိုင်တွေးခေါ်တဲ့ လောက်ကင်ခြင်းရဲ့အနှစ်သာရရပြိုရွယ်သူတွေစမ်းပွင့်လိမ့်မယ်လုပ်ငန်းလုပ်ကင်သူတွေမှာမိကောင်းဆွေကောင်းတိုးပွားမယ်စီးပွားလက်လာပါတိုးတက်မယ်အမျိုးသမီးမိတ်ဆွေကြီးကဲတူထံကကောင်းသောထင်ရှားသောအကူအညီကိုရရှိလိမ့်မယ်တရနေ့မှာဆုံးဖြတ်ချက်မှန်မယ်ကောင်းသောကံပွင့်မယ်မိကောင်းဆွေကောင်းထောက်ကူရမယ် နှစ်ရက်နေမှာပစ္စည်းပြောက်တတ်တယ်။ရန်တိုက်ခံများတတ်တယ်။လူမျိုးခွဲအချိုးပေးမယ်။မဟာရကျန်းနဲ့တိုက်ဆိုင်တယ်။အသွာလာဂီယူဆိုင်ပါ အနောက်တောင်ရောက်ကုန်တီသွားစဉ်အနေနဲ့ဖြစ်တတ်တယ်။မနေ့9နိုင်နဲ့10နိုင်ခွဲကြညာ9နိုင်နဲ့10နိုင်ခွဲကြမှာအသွာလာဂီယူဆိုင်ရမယ်။3ရက်နေမှာထူးခြားသောငွေကြေးကလုပ်ငန်းကံဘဝကံကောင်းခြင်းတွေရှိမယ်။ရန်တိုက်ခံတွေလည်းရှိမယ်။ သူတပားကြောင့်ကိုယ်ရည်ရွယ်ချက်တွေနှောင့်နှေးခြင်းကိုလည်းကြုံမယ်။ခက်ခဲနဲ့ကြုံပြီးမှအောင်မြင်မှုအစဉ်ပြေမှုကိုရရှိမယ်။လေးရက်နေ့ဟာကောင်းသောကံပြောင်းလဲတဲ့တလန်းတွေပေါ်ပေါက်မယ်။အခက်ခဲအားလုံးကိုကျော်လွှားပြီးတော့လိုရာပြည့်စုံခြင်းကံမြမခြင်းကို ကြုံတွေ့နိုင်တယ်။ရန်တိုက်ခဏနေနဲ့လည်းရှင်ပြီးလုပ်ရမယ်။၅ရက်နေ့မှာထူးခြားတဲ့ကံသစ်အချိုးပေးမှုသစ်တွေပေါ်မယ်။ သူတပားတဲ့သာတဲ့နေသားပဲကိုလည်းရောက်ရှိနိုင်ခြင်းကြောင့်ပဲစကားမတီသူတွေနဲ့တွေ့တဲ့တဲ့အရာရာသတိနဲ့ရှင်ပြီးဖြတ်သန်းရမယ်6ရက်နေ့မှာဘဝလမ်းကြောင်းရဲ့တန်လန်းပေါ်မှာရတ်တန့်တဲ့လှုပ်တွေပြန်လဲစတင်နိုင်တယ်ဒါပေမဲ့အဲ့ဒီနေ့ဟာငကဘောရဲ့ဖြစ်နေတဲ့အတွက်ရန်အန်ရီဖြစ်တတ်တာကိစ္စပဲလဲပြုံမှုတွေသတိထားမယ် အမြင့်ကကြာခြင်းတွေကိုသတိထားရမယ်။တောင်ရကိုဥတီသွားစဉ်အနည်းဖြစ်တတ်တယ်။နေ့၁၂နိုင်နဲ့တနိုင်ခွဲအတွင်းအသွာလာနေတိုင်းဂယုဆက်ရမှာဖြစ်တယ်။ခொနည်းရနေ့ကတော့ချောမွေခြင်းအစဉ်ပြေခြင်းကံကောင်းခြင်းအလိုပြည့်စုံခြင်းရှိတဲ့နေ့တစ်ခုဖြစ်တယ်။တပတ်တာကာလအတော်တွင်းမှာတနင်္ဂနွေနေ့မွေးသူတွေနဲ့တွဲပြီးခရီးကိစ္စအစဉ်ပြေမယ်။လူမျိုးခွဲအကျိုးပေးလိမ့်မယ်။ တနင်္လာနေ့မွေးသူတွေနဲ့တွဲပြီးငွေကြေးလက်လာပါဥစ္စာဒဏ္ဍဖွံ့ဖြိုးတိုးတက်မှုကိုဖန်ပြရရှိလိမ့်မယ်။အင်္ဂါနေ့မွေးသူတွေကို ကောင်းကျိုးပေးမယ်။လက်ပွင့်ခြင်းကပ်ပွင့်ခြင်းတွေကိုဖန်တီးပေးလိမ့်မယ်။ဗုဒ္ဓနေ့မွေးသူတွေနဲ့အယူဆမတူဘူးဒါပေမဲ့တွဲဖက်လို့ရင်ရတ္တန်နဲ့လုတ်တရားအစပြန်လဲသက်ဝင်လှုပ်ရှားနိုင်အောင်လုပ်လို့ရတယ်။ဇာတာပတိနေ့မွေးသူတွေကိုဒုက္ခပေးမယ်။အချိုးမရှိဘူးပေါ့လို့ တောက်ကြနေမွေးသူတွေကတော့ကောင်းသောကျိုးဆက်နဲ့တိုးတက်မှုတွေဖြစ်ထွန်းစေတယ်။စနေနေ့မွေးသူတွေကတော့လက်ပွင့်ကံပွင့်ခြင်းနဲ့တိုးတက်ခြင်းအစစ်စစ် ဖြစ်ထွန်းခြင်းတို့ကိုရရှိစေလိမ့်မယ်။6ခု9ကဏ္ဍနေ့အကျိုးပေးပါတယ်။ပန်းရောင်ခရမ်းရောင်ညီအောင်တို့ကိုသုံးပြီးလို့ရှိရာကိစ္စများဆောင်ရွက်ပါ။အနီအောင်ပန်းပွင့်တို့ကိုဖျားကတ်လူပူဇော်၍အလိုရှိရာဆူတောင်းပါဆူတောင်းပြပါလိမ့်မယ်။ခြေစွတ်တယ်ပါ။